မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးသင်းတို့ဟာပေါ်တိုဂိုသမားဒီယိုဂိုကော့စတာကိုခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေကြရလို့သိရပါတယ်။အသက်25နှစ်အရွယ်ပေါ်တူဂီလက်ရွေးစင်ဂိုသမားကော့စတာဟာ UEFA National League ပြိုင်ပွဲမှာပေါ်တူဂီအသင်းချန်ပီယံဆုရရှိရာလက်ဆွမ်းပြနိုင်သူဖြစ်ပါတယ်။ သူဟာပေါ်တိုသင်းနဲ့2029ခုနှစ်အထိစာချုပ်တံရှိနေပြီမဲ့အခုနေမှာအတင်းပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေရလို့သိရပါတယ်ပေါ်တူဂီသတင်းစာအေဘိုလာရဲ့ဖော်ပြချက်အရကော့စတာဟာ ေါ်တိုသင်းနဲ့ယူရို85သန်းတန်ရောကြီးစာချုပ်ချုပ်ဆိုထားပြီးမြေယူရိုသန်း60နဲ့အသင်းပြောင်းရှိနေလို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကအသင်းမှာလက်ဆွဲမပြနိုင်တဲ့ကိုသမားအိုနာနာရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုစိတ်ဝင်စားနေတာဖြစ်ပြီးမန်စီးတီးအသင်းကတော့ sorry ကိုပြောင်းရွှေ့ဝယ်ရှိနေတဲ့အသင်းကိုသမားအီရာဆန်ရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုပြင်မဲ့ထားနေတာဖြစ်တယ်လို့သိရပါတယ်။